မိမိတို့ရင်ထဲမှာဆွဲလန်းထားဖို့ရမှတ်သားထားဖို့ရတော့ပါရမီဆိုတဲ့သဘောတရားဟာကိုယ့်ရဲ့လှုပ်ကျင့်သုံးလှုပ်ဆောင်နေမှုကိုမြင့်မြတ်တဲ့လုပ်ငန်းကိုရည်ညွှန်းတာပဲဖြစ်တယ်။ဒါကြောင့်မို့နေ့စဉ်ဘဝမှာဒုဒ္ဒရီဟာမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နေရမယ် ဖះလောင်းမှလှုပ်တယ်လို့မအောင်မေးလေနဲ့လူတိုင်းလူတိုင်းဟာမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်အောင်ကောင်းတဲ့အလုပ်တွေကိုရွေးပြီးတော့လုပ်အောင် မကောင်းတဲ့အလုပ်ဆိုတာသူကသူလုပ်နေကြတာလူတွေကအလွယ်တကူပဲလုပ်တယ်ဘာကြောင့်လို့ဆိုရင်ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်နှစ်ခုနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်မကောင်းတဲ့အလုပ်လုပ်တာတွေကများတယ်ပေါ့ကောင်းတာလုပ်တာကနည်းတယ်လူတွေအဲ့တော့ တတိပညာဒီနှစ်ခုကိုကိုဘာတွေလုံနေတယ်ဆိုတာအာယုံစူးစိုက်တဲ့တတိကိုလုံနေတဲ့အလုံးနဲ့ပတ်သက်ပြီးတော့ဆင်ញင်သုံးသက်တဲ့ပညာဒီနှစ်ခုနဲ့ကိုဘွားကိုအစင်ထာဝရလေးလာသုံးသက်ပြီးတော့နေကြရမှာဖြစ်တယ်ကိုလုံနေတဲ့ဘဝမှာမြင့်မြတ်တဲ့အလုံး မြတ်စွာဘုရားအလောင်းနေပါရမီဖြည့်တဲ့မြင့်မြတ်တဲ့အလုတ်10မျိုးရှိတယ်ထင်တို့တွေဟောဒီ10မျိုးဆိုရဲမြင့်မြတ်တဲ့ပါရမီဆိုတဲ့အလုတ်ကိုလုပ်ဖို့ပါရမီလုံးလုံးတယ်ဆိုတာစိတ်နေသဘောဓာတ်ကပါလဲစိတ်နေသဘောဓာတ်ကမြင့်မြတ်တဲ့စိတ်နေသဘောဓာတ်ရှိမှ မြင့်မြတ်တဲ့အလုတ်ကိုလုံးနိုင်တာဖြစ်တယ်မြင့်မြတ်တဲ့စိတ်နေသဘောဓာတ်ဆိုတာဘာကိုပြောတာတော့ ကိုနဲ့ဘဝတူဘဝတူမတူသရှိတတဝအဖြစ်ဘဝတစ်ခုရထားတာချင်းတူတယ်နော်ဘဝတစ်ခုရထားချင်းတူတဲ့တတ္တလောကကြီးထဲမှာကိုနေတဲ့တတ္တလောကကြီးထဲသရဝရီအလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ထားဖို့ မုံနေတဲ့စိတ်ကင်းပြီးတော့အကျိုးလိုလားတဲ့ကုညီခြင်းနဲ့စိတ်မျိုးမွေးထားပါဒါမေတ္တာလို့ခေါ်တယ်အဲ့ဒီထင်မင်းလူတိုင်းဟာအစဉ်ပြေတာမဟုတ်ဘူးချမ်းသာတာမဟုတ်ဘူးတရားတိုင်းဟာအစဉ်ပြေတာမဟုတ်ဘူးချမ်းသာတာမဟုတ်အစဉ်မပြေလို့ဒုက္ခရောက်နေသူတွေကိုတွေ့ရင်သူတို့ရဲ့ဒုက္ခကိုစာနာထောက်ထားပြီး အကျဉ်းနာပွားတဲ့ကရုဏာကိုထားပါဒါမြင့်မြတ်တဲ့အလုပ်ကဲနိုင်ရင်ကဲမယ်မကဲနိုင်ရင်အကျဉ်းနာတရားထားတခါတတ္တဝါတွေထဲမှာ သူ့ရဲ့လုံလဝီရိယကြောင့်ဖြစ်စေအခြေအနေပေးသောကြောင့်ဖြစ်စေအောင်မြင်ကြီးပွားသွားတဲ့ချမ်းသာပျော်ရွှင်သွားတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လို့ရှိရင်လေဝန်တာနိုင်ဖို့ ရှိပါစေ jealousy လို့ခေါ်တဲ့မနာလိုစိတ်တွေမရှိပါစေနဲ့ဝန္တာနိုင်မှဝန္တာနိုင်ရမယ်ဆိုရဲမုရိဒာပွားပါမေတ္တာထားမယ်ကရုဏာထားမယ်မုရိဒာပွားမယ်ကိုယ်ကိုယ်ပေါ်မှာစောကားရဖြစ်စေချီးမွမ်းတာဖြစ်စေလူတစ်ဖက်သားရဲ့လောက်ရအပေါ်မှာချစ်ချင်းမုန်းခြင်းဆိုတာတွေ အလေးနဲ့မထားပဲစိတ်ကိုတည်ငြိမ်စွာထားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဆောင်ပေးခြင်းဆိုတဲ့ဥပိ္ပခတရားအရာထဲမှာဥပိ္ပခဆိုရင် မတည့်ရင်ဥပိ္ပခထားတယ်လို့ပြောကြတယ်အဲ့ဒါမဟုတ်ဘူးเนาะအဲ့ဒါဥပိ္ပခဆိုတာတိမတ်တဲ့စိတ်နေသဘောထားကိုပြောတာချင်းရင်တစ်မျိုးမုန်းရင်တစ်ဖုံး အမျိုးမျိုးဖုံမှုမဖြစ်စေဘဲနဲ့ချက်ချင်းမုံရင်ကိုလေးနဲ့မထားပဲတဲ့သူ ဖြစ်စေမတဲ့သူဖြစ်စေလှုပ်တင်လှုပ်တိုက်တာလှုပ်ဆောင်ပေးတယ်မုံနာမုံစရာတွေ့လဲပွေးမယူနဲ့ချက်စရာတွေ့ရင်လဲဖေးပါမပေးနဲ့အဲ့ဒါလို့နေနိုင်တဲ့ဥပိ္ပခာမေတ္တာကရုဏာမုရိတာဥပိ္ပခာဆိုတဲ့ပြမစိုးတရားကိုအခြေခံထားပြီးတော့ကိုယ့်ရင်ထဲမှာ ကိုလှုပ်ဆောင်ရမှာကဘာလို့ဆိုရင်ကိုရှိတဲ့ပစ္စည်းကိုမျှဝေပြီးခံစားဖို့ပေးပါကမ်းပါလူတန်းပါဒါနပြီးတဲ့အခါမှာကိုကိုယ်တိုင်ကသူများကိုဒုက္ခမပေးဘူးဘေးအန္တရာယ်ကင်းမှုကိုအန္တရာယ်ကင်းမှုကိုကြောင့်ဘယ်သူမှဒုက္ခမရောက်စေခြင်းဘူးဆိုရင်ကိုခြင်းသီလထိမ့်သိမ်းဆောက်ရှောက်ပါ ိုချင်းသီလဆိုတာသူများဒုက္ခမပေးတဲ့အလုပ်ပဲနော်သူများဒုက္ခပေးတယ်ဆိုတာသိရမို့လားသူများသက်သက်ရင်လည်းသူများဒုက္ခပေးတာသူများဥစ္စာခွင်းရင်လည်းသူတို့ဘာဒုက္ခပေးတာပဲကာမကိစ္စတွေမှာမမယွင်လို့ရင်လည်းသူများဒုက္ခပေးတာပဲလေလိင်ပြောရင်လည်းသူများကိုဒုက္ခပေးတာတုံးနဲ့တူမတက်အောင် ခုံတိုက်ထားလည်းပဲဒုက္ခပေးတာဆဲတာရေးတာလည်းဒုက္ခပေးတာဒီကနေ့ခေတ္တပါဇက်ကတောင်ထုတ်မစို့လက်နဲ့ရေးပြီးတော့ Facebook ကဆဲနော်ဆဲဖို့ဆဲနည်းတွေမျိုးစုံပဲအဲ့ဓာတွေဟာကိုကျင်းသီလပျက်စီးခြင်းရဲ့အဓိပ္ပာယ်တွေပဲအဲ့ဒီလူဟာတွေမရှိအောင် သူများကိုဒုက္ခပေးတဲ့အလုပ်တွေဟာရှောင်ပြီးတော့ကိုကျင့်သီလနဲ့ပြည့်စုံအောင်ကြိုးစားတယ်။ကာယတုစရိုက်ဝစီတုစရိုက်ကိုမကျွလွန်မဲနဲ့ကိုကိုဓာတ်မြင့်မြတ်တဲ့အလုပ်လို့ခေါ်တယ်။ဓာတ်ကိုမြင့်မြတ်တဲ့အလုပ်ဆိုလို့ရှင်လိမ်ပြောတာဟာအောက်တန်းကြတဲ့အလုပ်။တုံးနဲ့တူမတက်အောင်ခုံးတိုက်တာနေရုံညာတဲ့အလုပ်။သူများကိုဆဲတာဆဲရေးတိုင်းထွားတာဟာ ရှုံမရုံညာနဲ့အလုပ်မဟုတ်တန်တရားတွေရှောက်ပြီးတော့အကျိုးမရှိတဲ့စကားတွေပြောတာရှုံညာနဲ့အလုပ်အဲ့ဒီရုံညာနဲ့အလုပ်တွေမလုံးမိအောင်သီလဆိုတာနဲ့ထိမ့်သိမ်းဆောင်ရှောက်အောင်ဒါမြင့်မြတ်တဲ့အလုပ်ဖြစ်သွားတယ်သီလပါရမီသီလပါရမီကိုပုံမူပြီးတော့ထိမ့်သိမ်းဆောင်ရှောက်နိုင်ဖို့ကြတော့နိခမ္မပါရမီဆိုတာ ပို့ပြီးတော့ကိုကျင်းသီလကိုတိုးမြှင့်မယ်ဆိုရင်ကိုကိုယ်တိုင်ဟာဒီသာသနာပေါင်းဝင် ပြီးတော့ဘုန်းကြီးဝတ်တာပဲဖြစ်စေတော့အရာချင်းကပ်ပြီးတော့တရားအထုတ်တာပဲဖြစ်စေနိခမပါရမီကိုကျင်းသီလကိုပြည့်ပြည့်ဝထိမ့်ဖို့အတွက်လူအတိုင်းဝိုင်းကနေပြင်ထွက်ပြီးတော့နေတယ် kayaga seda wega losre koyelula musayelula murine nitaine nikama barbi dana barbi laude tila barbi laude nikama barbi darwari ye chu koye chu tiboya adi pinya sura sibu atho are pinya shima လှုပ်တင်တာနဲ့မလှုပ်တင်တာသိတယ်အကောင်းဆုံးခွဲခြားနိုင်တယ်ဒါကြောင့်မို့ပညာကြီးပွားလာအောင်ပညာပါရမီကိုဖြည့်ရမယ်ဘလို့ဖြည့်မလဲကိုမသိတာတွေကိုလေ့လာတယ်မေးတယ်မြန်းတယ်ဒါပညာပါရမီဖြည့်တယ်သင်တယ်အေးပညာပါရမီဖြည့်အခက်ခဲတွေ့လာလို့ရှင်စိတ်မတူပဲနဲ့ဒေါသမထွက်ပဲတိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့ခန္တီပါရမီ ကြိုးစားအထောက်ချင်းဆိုတဲ့ဝီရိယပါရမီဂတိတည်ခြင်းဆိုတဲ့သစ္စာပါရမီကုသိုလ်ကောင်းမှုပေါ်မှာဆွဆွမြဲမြဲပြုလုပ်ခြင်းဆိုတဲ့အဋ္ဌာဏပါရမီနဲ့နောက်ဆုံးမှာအလုံးပေါ်မှာအကျိုးစီးပွားကိုဆောင်ရွက်ခြင်းဆိုတဲ့မေတ္တာပါရမီပွေမယူခြင်းမျှော်လင့်ချက် မထားခြင်းဆိုတဲ့ဥပေက္ခပါရမီလို့အဲ့ဒီလိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အလုတ်ကို ရှင်ထဲမှာပြမဝေရတရားထားပြီးတော့လုတ်အမှဖြစ်တယ်။ဒီအလုတ် လုတ်ပြီဆိုရင်တော့ကိုဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘဝကိုမြင့်မြတ်တဲ့လုပ်ငန်းကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘဝကိုရရှိစေမှာဖြစ်တယ်။ဒါကြောင့်အခုလိုကောင်းမြတ်တဲ့အခွင့်အရေးတစ်ခုရရှိတဲ့အချိန်ကာလမှာမြင့်မြတ်တဲ့စိတ်နေသဘောထားကိုအခြေခံပြီးတော့ မြင့်မြတ်တဲ့အလုပ်တွေကိုတို့တွေလုပ်ကြရမှာဖြစ်တယ်ဆိုတာတတိထားကြရမှာဖြစ်တယ်တရားချစ်ခင် သူတော်စင်ပြိဿအပေါင်းတို့တန်တရားဆုတောင်းအကောင်းကြီးမဖြစ်အကောင်းကြီးမရဆိုတဲ့အတိုင်းတန်တရားတွင်မှာတော့ဘလောက်ကောင်းတဲ့ဆုပဲတောင်းတောင်းတန်တရားထဲမှာရှိနေတယ်များတော့အကောင်းကြီးမရဘူးဒီထဲမှာမှာရွင့်တဲ့ဆုတောင်း ရံလိုတဲ့ဆူတော်ကလေသာခြေတဲ့ဆူတော်မျိုးတွေဆင်းရဲဒုက္ခကိုပိုရောက်စေတတ်တဲ့ဆူတော်မျိုးတွေကိုရှောင်ရှားလို့တန်တရာတွေကလွတ်မြောက်ပြီးဆင်းရဲဒုက္ခကို ဆုံးသတ်နိုင်တဲ့ကောင်းမြတ်လတ်တဲ့နိဗ္ဗာန်ဆုဆိုတာကိုသာလဲဥတည်ပြီးတော့တောင်းကြရမှာဖြစ်တယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီတရင်စကားဓမ္မလက်ဆောင်ကိုမှတ်သားနာယူပြီး จริงจังจูกุปวามยาอัุโตมุนายยาบาสิกุนตรีมไดาปายาตันเดวามีอาสวาพี่ยังกว่าฉันนาจาวาสีตันเดวามีอาสวาพี่ยังกว่า ချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသေရှိကြမ္မာသေရှိကြမ္မာစိတ်ချမ်းသာစိတ်ချမ်းသာ တို့ရာဆန္ဒပြေပါစေတို့ရာဆန္ဒပြေပါစေတရှိကြမ်းမာတရှိကြမ်းမာစိတ်ချမ်းသာစိတ်ချမ်းသာတို့ရာဆန္ဒပြေပါစေတို့ရာဆန္ဒပြေပါစေဖုံးလန္တာဒုက္ခပင်္ကစားမေတ္တာပုံနေတို့သင်္ကမာမနောတရတိတဗ္ဗိတံဘဝယံတို့သူကနကာ မေတ္တာပုံနေတုသင်္ကေမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပဝင်းဝိလမင်းနှင့်ရောင်ခြင်းရှဲ့ယုံပေါင်းဆောင်ရခြင်းကြောင့်တပိတံကျွဲ့မဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရသည်မြင်မြန်ဖြူစင်ဤကြည်လင်းသည်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ ဒုက္ခပင်ကစားစင်ထဝရအိမြជីတာတာယာပွင့်လန်းချမ်းသာဒုက္ခအဓိဟုသောကုမုဒ္ဒရာဇာပန်တို့သည်ဖုံးလန်တော်ဝန္တာရွှေမြူဝမုံလူလျက်ជីနုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန်ပိတိတိဟုသောယနန်တို့သည် ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း